။ဝေးကြီးအဆင်မပြေတာကြောင့်လား။လူမှုရေးဖောက်ပြန်မှုကြောင့်လား။မိသားစုတွင်အခြားသောဘေးပျော်ကားကြောင့်လား။ဒိုရီမုတ်အကြောင်းမဲ့ပူနေတာလား။ဒီလေးချက်တိုက်ဆိုင်နေတဲ့အိမ်ပူအိမ်စုနေပြီဆိုရင်ဆရာဒီဗီဒီယိုလေးကိုလိုက်ပါကြည့်ရှုပြီးတော့အပူများနှိမ့်လို့ရပါမယ်။အားလုံးမင်္ဂလာပါ။ ဆရာတော်အောင်ဆက်ကြခမီးရဲ့လောကီပညာဌာနကဆရာမိုးကျွသူပဲဖြစ်ပါတယ်။မိသူတွေအိမ်ဟာအိမ်နွေးရေးမှာအဆင်မပြေမှုတွေကြုံနေရတယ်။အလွယ်ကူပြောရမယ်ဆိုရင်တော့အိမ်ပူတယ်ပေါ့အိမ်မဆူတယ်ပေါ့။မိသားစုဝင်တွေချင်းချင်းမသိမြတ်ကြအောင်ဒီလိုအိမ်နွေးရေးအဆင်မပြေခြင်းလောဆိုဒီမို့အိမ်ပူအိမ်ဆူခြင်းဟာအကြောင်းချင်းရာ၄ခုတော့ဖြစ်တတ်ပါတယ်။ဒီအကြောင်းချင်းရာ၄ခုတစ်ခုခုနဲ့ တိုက်ဆိုင်နေပါတယ်မိမိဟာငွေရေးစည်းပွားရေးအဆင်မပြေလို့ပဲဖြစ်ဖြစ်လူမှုရေးတွေဖောက်ပြန်တဲ့သူရှိလို့ပဲဖြစ်ဖြစ်ဒိုရီမုတ်စားတော့ဘေးပြောကားကြောင့်ပဲဖြစ်ဖြစ်ဒိုရီမုတ်အကြောင်းမဲ့ပဲဖြစ်ဖြစ်အိမ်ပူအိမ်စုတတ်ပါတယ်ဒီလိုအိမ်ပူအိမ်စုတဲ့အခါမှာဒီပူနေတဲ့အိမ်စုနေတဲ့အိမ်ကိုနှိမ့်မို့လို့ပါတယ်ငိမ့်မို့လို့ပါတယ်ဆရာတို့အပူငိမ့်စီမဲ့အပူနှိမ့်မဲ့ ရေရာလေးတခုကို ပြောပြပေးတော့မှာဖြစ်ပါတယ်။ဆရာအကျွန်တော်ကျမတို့ကတော့ဇီဝရေးလေပြေလေတင်းတဲ့လောက်ပြေလေပါတယ်။လူမျိုးရေးအရှုပ်ရှင်တွေလည်းကင်းပါတယ်။ဘေးပျော်ကတော့မတိပါဘူးဆရာရဲ့ဆိုတဲ့လူမျိုးကြီးလည်းရှိတတ်ပါတယ်။ကျွန်တော်ကျမတို့ကတော့ဘေးပျော်ကမှဘေးပတ်ဝန်းကျင်မှာလည်းအဆင်ပြေပါတယ်။အเจ้าမဲ့မျက်နှာချင်းဆန်လိုက်တာနဲ့ကိုပြန်ဖြစ်နေတယ်မတည့်မြဘူး။ ဒေါသတွေထွက်တယ်၊စကားမြန်ရတယ်။ဒီလိုဖြစ်နေပါလေဆိုတဲ့သူမျိုးတွေလည်းရှိပါတယ်။ဘလို့ပဲဖြစ်ဖြစ်ဘလို့အကြောင်းနဲ့ပဲဖြစ်ဖြစ်အပူနှိမ့်လို့ရပါတယ်။ဆရာတို့စတိလင်ပန်းတစ်ချက်လိုပါမယ်။စတိလင်ပန်းထဲမှာဆရာတို့သဲဖြူခင်းရပါမယ်။သဲဖြူပါဆရာတို့သဲဆိုင်နေမှာရောင်းတဲ့သဲဟာသဲဖြူမဟုတ်ပါဘူး။ ဒါပေမဲ့သူတို့မေးကြည့်ပါတဲဖြူတဲအတန့်လိုချင်တယ်လို့ပြောရင်သူတို့ရှိတဲ့နေရာညွှန်ပေးတတ်ပါတယ်ဆရာတို့တဲဖြူခင်းရာသမတ်ကားတဲ့တဲမျိုးပါတဲဖြူဆိုတော့တတ်တတ်ရှိပါတယ်သတိလင်မန်းထဲမှာတဲဖြူခင်းရပါမယ်ခင်းမိတဲ့အခါမိမိတို့ရဲ့အိမ်အဝင်အဝအိမ်တွင်းထဲမှာခုံလေးတစ်ခုံနဲ့သတိလင်မန်းကိုတင်ထားပါတင်ထားပြီးတဲ့အခါမိမိအိမ်ရဲ့အိမ်တော်ဦးစီး ဥမာဒီအိမ်ရဲ့အိမ်နာဦးစီးအဖေပေါ့ဆိုရင်တော့အဖေကတော့မရှိတော့ပါဘူးအမေပဲရှိတော့ပါတယ်ဆိုလည်းအမေပေါ့အိမ်နာဦးစီးအကြီးအကဲရဲ့အိမ်ကြီးကိုဆက်လို့လိတ်ပြီးတော့ကရွတ်ခွေခွေရပါမယ်ကရွတ်ခွေခွေပြီးတဲ့အခါမှာဆက်လို့ဒီတဲဖြူခင်းထားတဲ့သတိလင်မန်းပေါ့တင်ရပါမယ်တင်ပြီးတဲ့အခါဆက်လို့အောင်အိုးတအိုးကရွတ်ခွေပေါ့တင်ရပါမယ်အောင်အိုးပါတခြားရေအိုးတွေပါ냐တုံးလို့မရပါဘူး အာအိုးတို့ကရွတ်ခွေပေါ်တင်ပြီးတဲ့အခါမှာကျတို့ရေကိုအပြည့်ဖြည့်ပါ ရေကိုအပြည့်ဖြည့်တာပါဒီအိုးလေးကရာသီဥတုကြောင့်ပဲဖြစ်ဖြစ်အကြောင်းမျိုးကြောင့်ပဲဖြစ်ဖြစ်ရေကရောရောသွားတတ်ပါတယ်ရော့သွားတိုင်းဖြည့်ပါအေးနေအောင်ဖြည့်ပါရှန်ကြအောင်ဖြည့်ရမှာပဲဆိုတော့ဗေးဆိုလင်းနဲ့ပြုတ်လို့လို့ရေလောင်းတဲ့အခါရှန်ကြပြီးဆိုမှဆိုရင် ခုံလေးအောက်မှာတစ်ခုခုခံထားလိုက်ပေါ့ရေမဆိုးအောင်ရေမကြအောင် အမြဲတည်းလောင်းမင်းနေလေကောင်းတယ်ဒီအိုးလေးကိုဘေးပဝန်းကျင်နေအိုးနှခမ်းဘေးတွေပါ ရှန်ကြပြီးဆူရွှဲအောက်ကသဲလေးတွေပါဆိုအေးနေအောင်အမြဲလောင်းမရပါဘူးလောင်းမိတဲ့အခါရေတန့်ကိုပဲလောင်းမှာဘာကြောင့်ရေတန့်ကိုလောင်းခိုင်းလဲဆိုတော့ဒီအိုးရဲ့ရေကိုခတ်တောက်လို့ရပါတယ်အရင်အပူတော့ကညများနေတယ်ဆိုရင်အောင်းအိုးလေးတွေရေလေးကိုခတ်တောက်ပေးပါဇတိပေါ့လေအနည်းငယ်ဒိုရီမို့မိမိအိမ်မှာရေအဘိုးအိုးတွေ တောက်ရီအိုးတွေတောက်ရီဘူးတွေရှိတယ်ဆိုလဲအောင်အိုးလေးရဲ့ရေကိုထည့်ပြီးတော့အိုးတွေတဲ့ကိုပွားထားလို့ရပါတယ်ပြီးတဲ့အခါအောင်အိုးကိုရေမပြတ်အေးနေအောင်ဖြည့်ပေးရမှာဖြစ်ပါလေပုံမှန်နေ့စဉ်နေ့စဉ်ရေဖြည့်ရေလောင်းအေးနေအောင်ထားမိစလို့အများကြီးမလုပ်ရပါဘူးလွန်ရောကျွန်ကို၉00လောက်ဆိုရင်မိစလို့အပူတွေဟာတဖြည်းဖြည်းနဲ့အေးလာမယ်ညော့လာမယ်ငြိမ်းလာမယ်ဆရာကြီးဆရာရဲ့ ရေရရာကိုလှုပ်တယ်ကျွန်တော်တို့အိမ်ကျွန်မတို့အိမ်တော့အပူလေးတွေငိမ့်လာတယ်အေးလာတယ်ဆိုရင်ဆရာတို့အားဖြစ်အောင်ကွန်မန်ဒူတကြောင်ဝင်မှန်ပြီဆရာကြီးဒီရေရရာလှုပ်ပါတယ်ဒါပေမဲ့မအေးဘူးမငိမ့်ဘူးဆိုခဲ့ရင်နှီးစက်ရာကျွမ်းကျင်ရာ နားလေရာယုံကြည်ရတဲ့ဆရာဆရာမတွေ ਨੇ စစ်ဆေးဖို့လိုပါတယ်ဒါဆိုရင်ဘေးပျောကားကြောင့် ိမ်ပူအိမ်ဆူတာဖြစ်နိုင်ပါတယ်။မိစရိုးရဲ့အပူတော့ကတွေယနေ့မှစဒီရရပြုတ်လို့ချင်းမှစလို့အေးချမ်းပါစေငြိမ်းအေးပါစေကြောင့်ဆန္ဒပြုဆုတောင်းပေးလိုက်ရပါတယ်။မိစေများအားလုံးငါပဲရင်ဒီမရှိကြပါစေလို့